အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ် AV လ24ရက်ကြာတာရင်းနေ့မနက်ခင်းစီးရဲသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အခုတိုင်းရှိချမ်းဝေါမျိုးနဲ့မြစ်ကျိုးနဲ့စင်ရွာဘက်မှာစီရင်တန်းတွေအသွားအပြန်လွန်ထူးလျက်ရှိပါတယ်ကျိုးလေးရွာထိပ်လက်လက်ကြီးစခန်းကနေ120မမအပေါ်သားမြောင်းနဲ့ပြစ်ခတ်လျက်ရှိပြီးကိုယ်စိတ်ကြီးရွာနဲ့ အမှန်998ချင်းပြန်တက်ရင်ချာကြာရောက်ပောက်ကွဲခဲ့ပါတယ်ချွေကျင်မျိုးနဲ့ကိုစိတ်ချင်းရွာတဝိုက်ကိုဘုံနှလုံးချကနေချောင်းကနေတိုက်ခတ်ခဲ့တယ်လို့အတွဲလိုက်ဒုံးနေနဲ့ပါပြစ်ခတ်တိုက်ခတ်ခဲ့ပါတယ်ကံယလန်ဒေတာဖိထစခန်းရဲ့ဒီဝါမှုအပါဝင်စစ်လူဝါတစ်ခုလုံးဆုံးရှုံးလိုက်ရပေမဲ့စစ်ကောင်စီဟာဖိဖိစခန်းကိုဒီဝါတစ်ခုပို့ပြီးခံစစ်အားဖြည့်ထားပါတယ်အဆိုပါချီကီစကန်ဟောင်းအောင်မှာကာကင်းအောင်မထားတော့ပဲစကန်မော်ကနေပတ်လေခန်းစစ်စင်တဲ့အနေထားဖြစ်ပါတယ်စကန်မော်မှာ အញ្ញာယေစုဆောင်ထားပြီးဖြစ်ပုံရပါတယ်။ရှစ်ကောင်စီဟာခန်းစည်းစခန်းရွေးချယ်တဲ့နေရာမှာဒေသခံတိုင်းရင်းသားတွေကိုလုံးဝမမိပါဘူး။တိုင်းရင်းသားတွေရဲ့အထိုင်စခန်းတွေဟာစခန်းပေါ်ထိရေရရှိအောင်သဘာဝရောလူလုံးပညာနဲ့ပါဆောင်ရွက်ထားကြပါတယ်။ရှစ်ဘုံချုပ်ကြီးတွေဟာတောင်မြင်တိုင်းအချက်ချာမြေမဟုတ်ဆိုတာတိတိကြီးနဲ့မြင့်မြင့်ကိုပဲကြိုက်ကြတာဖြစ်ပါတယ်။ရေကိစ္စနဲ့ပတ်သက်လို့တက်ထိတ်ရင်ဘူးကြုံခဲ့ရဘူးပါတယ်။တက်ထိတ်ရင်ဘူးကိစ္စတွေက ပြောစရာအကျွေးတွေများလာပြီဆိုတော့ဒီတစ်ခါတော့ကြားညက်ပြီးတော့တင်ပြပေးပါမယ်။ထုံသံတိုင်းချင်းပြည်နယ်ဖလောင်းမြောက်ချမ်းခံကားတောင်ကျောမှာပေါ့ဗျာ။အဲ့ဒီခံကားတောင်ကျောဆိုတာကြောက်တောင်ကြောက်ဖြာကြီးဆိုတော့ရေထွက်အင်မတန်ရှားပါတယ်။ခံကားကျောတစ်ချောင်းတောင်ကနေမြောက်ကူတောင်ကျောအတိုင်းခြေတက်လာရင်ကွိုက်950ခွန်စခန်းမှာအနေနဲ့ရက်ကတက်ပြီးစုံရပါကျွန်တော်တို့စစ်ကြောင်းဟာယူဝါကုန်းအောက်ဝေယုံတော့မှာနေရာယူရပါတယ်အဲ့ဒီနေရာက ကြောက်ဖွက်ကလေးနဲ့ရေလေးရတော့အဆင်ပြေတယ်ဗျကျွန်တော်လဲကျွန်တော်တက်ခွဲကရှိသမျှပုံဝါလေးနဲ့ရေစုဖို့ရေစမ်းအတိုင်းထွက်လာကြပါတယ်ကျွန်တော်နဲ့အသက်ကြီးပိုင်းဆရာကြီးတစ်ဖွဲ့ကချိုထိပ်ဖြားသည့်ကင်မုတ်ဝင်ရင်စစ်တီတွေကရေခတ်ကြရပါတယ်ရေထွက်ဆိုတာကလည်းပေါ်ပေါ်များများမဟုတ်ပါဘူးစိမ့်ထွက်လာတဲ့ရေကိုခွက်ကလေးနဲ့စောင့်ခတ်ပြီးပုံဝါလေးကိုထည့်ရတာဖြစ်ပါတယ်ကျွန်တော်လဲမြင်နေသားကိုတုံးတက်ကြည့်ပြီးဆရာကြီး နေရာကတော့တကယ်ထိန်ညာပဲဗျာပေါ်ကနေဆက်လက်နဲ့ကုတ်လိုက်လို့ကတော့အကုန်မသာဖြစ်မယ်ကဲဆရာကြီးတို့ခြေတံလက်တံဂယူဆိုင်တော့ဆိုပြီးတော့ကျွန်တော်ကတော့ချက်ပူဆောင်လေးတွေရသလောက်ရှာဖမ်းတော့တာပါပဲအဲ့ဒီညာကတော့မမတို့လေးနဲ့ချက်ပူဆောင်လေးကိုပင်လယ်စာတုံရအဖြစ်နဲ့အာသာဖြေခဲ့ရပါတယ်နောက်ရကြတော့ view အကုန်းရဲ့တောင်ဘက်ကကိုကြီးကျော်လို့ခေါ်တဲ့ကာကင်းကုန်းကျွန်တော်တို့တိုင်ရင်စခန်းအထိုင်ချရပါတယ်ကိုကြီးကျော်လို့ဘာလို့ခေါ်ရလဲဆိုတော့ကာကြီးသုံးလုံးကာကင်းကုန်းကိုကိုကြီးကျော်လို့ခေါ်ပါတယ် ဲတချို့ကလည်းကကကြီးလို့ခေါ်ပါတယ်အဲ့ဒီစခန်းမှာကာကင်းကုန်းမှာပေါ့နော်အဲ့ဒီကာကင်းကုန်းမှာထိုင်ချနေရင်မနေ့ကကျွန်တော်တို့ရေခတ်ခဲ့တဲ့ရှိုးဘက်ကနေလက်လက်ငယ်ပြစ်ခတ်တန်းတွေကြားရပြီးခြေရှင်းခတ်တဲ့ဘူကြီးနဲ့6ယောက်အားလုံးမက်ဆီကိုက်ဆိုပြီးဆက်သေးကနေကြားသိရပါတယ်မနေ့တော့ကကျွန်တော်တို့ရေခတ်ခဲ့တဲ့ခြေရလက်ရတွေကြောင့်အာရခတတော်အဖွဲ့တွေကလာရောက်ဆောင်းဆိုင်ပြီးတော့ပြစ်ခတ်တိုက်ခိုက်တာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းခါခါတောင်ကျောပေါ်ကစခန်းတွေရာရေကိစ္စဟာ ကြံစည်တာတရားဖြစ်လာပြီးနောက်ဆုံးမှာတော့ခံခါချောရဲ့အရှိဘက်ကတောင်းကြီးခမောင်းချောင်းတဲ့အထိဆင်းပြီးခတ်ကြရပါတော့တယ်မီတာ900ကျော်အထိဆင်းရတာဖြစ်ပြီးမတ်ဆောင်မှုက85ဒီဂရီလောက်ရှိတာမို့မလွယ်ကူလောက်ပါဘူးရေဆင်းခတ်ရတဲ့စစ်တီတယောက်ဟာစနက်ပိတ်တာလောက်လေးတဲ့ရေပုံးရဲ့တနက်ကြီးကားတွေဝစ်ဆင်ပြီးနွယ်ချိုးလှေကားတွေနဲ့အတက်ဆင်းပြုတ်လုကြရတာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီတွင်ထဲမှာနေခဲ့တဲ့နွေရာသီလေးလဆလုံးရေမချိုးပါဘူး စစ်တီတွေဖိမမမအသက်ဆုံးပြီးခတ်တဲ့ရေကိုမတုံးရက်လို့ဖြစ်ပါတယ်။ရေလေးလားမချိုးဘူးဆိုတာအမှန်တကယ်ကြီးဖြစ်ပါတယ်။တရင်မှုလို့သူကဇင်းအောင်မင်းစီတစ်ခေါက်ရေခတ်လိုက်တော့မင်းစီကအနားထွက်နေပြီဆိုမှရေချိုးတဲ့စူပါပါဝါဟူပိုင်ဆိုင်ထားတဲ့ Avenger တပွေပဲဖြစ်ပါတယ်။လက်တွေပေါင်တွေဘိုက်တွေကြောတွေမှာအကွာမန်းလို့အခြေကုန်နေလားချင်မက်မှားခဲ့ရသူဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့စူပါပါဝါတွေကအရန်လေးစားကိုကောင်းတဲ့တစ်ချက်ကို ရှားညာတင်ပြပေးခြင်းပဲဖြစ်ပါတယ်။ကချင်ပြည်နယ်အင်းတော်ကြီးဒေသကိုလေကြောင်းကနေတဲကြီးမဲကြီးတိုက်ခိုက်နေသေးဖြစ်ပါတယ်။ယခုလ17ရက်နေ့ကနတ်မောမှာဆစ်တွေ့မှုဖြစ်ခဲ့ပြီးမားလောင်းနဲ့တုံးလက်ရခဲ့တယ်လို့ပြောပြခဲ့ပြီးဖြစ်ပါတယ်။အဲဒီဖြစ်စဉ်မှာရှမ်းပြည်ပြည်သူစစ်ခေါင်းဆောင်ကိုဆိုင်စုသူပါသွားလို့အခဲမကြီးဖြစ်နေကြခြင်းဖြစ်ပါတယ်။ယခုလေကြောင်းတိုက်ခိုက်မှုမှာဒေသခံပြည်သူ2ဦး၊ KIA တပ်ဖွဲ့ဝင်2ဦးသေဆုံးခဲ့တယ်လို့ကြားသိရပါတယ်။ ။မွန်းညမြို့နယ်ထိုင်းနိုင်ငံဘက်မှာစစ်ရင်နှန်း16စီရောက်ရှိလာပြီးထိတွေ့မှုရှိခဲ့ပါတယ်။တုံပင်ဘက်မှာလည်းယနေ့မနေ့အထိထိတွေ့မှုတွေရှိနေပါသေးတယ်။ KIA ကချင်လုံးမြောက်ရေးတပ်မတော်ရဲ့တပ်မဟာရှင်းနေပြီဟာစစ်မျက်နှာသာဖြစ်လာတော့မီလို့မခွေတိုင်း6မြို့အခြေဆိုင်အမှတ်73ချေလင်တရင်ထဲကနေ87မမစိန်မြောင်းနဲ့မြင့်နောက်ဖက်ကန်အောက်စိတ်နဲ့မြင်ကဝချေးရွာတွေဘက်ကလေးလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။စမကျုံးမြို့ မက်ဒမန်ရွာဘက်မှာစစ်အင်အားဖြည့်တင်းမှုတွေရှိခဲ့ပြီးဆလင်းမြို့နယ်အတွင်းကထိတွေ့မှုတွေထဲမှာစစ်ကောင်စီရဲ့စစ်ကြောင်းမှုဗိုလ်မှူးအဆင့်ရှိသူတို့ကမက်စီကိုက်ခဲ့ပြီးတတ်မှတ်စီစစ်နေတဲ့ဖြစ်ပါတယ်။နေပြည်တော်မှာပြီးခဲ့တဲ့ရက်ကဖမ်းဆီးခံရပြီးမက်စီကိုက်သွားတဲ့အမတ်ဆက်တုံကာကွယ်ရေးပစ္စည်းစက်ရုံကဗိုလ်မှူးဖြိုးမင်းကျော်ဆိုတာစတ်မတော်နေပညာတက္ကသိုလ်ကျောင်းစင်အင်ဂျင်နီယာမဟုတ်ဘဲစစ်တက္ကသိုလ်အပတ်စဉ်48ကျောင်းစင်ဘာသာပြန်ရေးပဲဖြစ်ပါတယ်။ အစံဖက်စစ်တပ်အောင်တရုတ်နိုင်ငံတို့ခမီကယ်ဘူစတာတွေကိုအသုံးပြုတိုက်ခိုက်နေတာဖြစ်ပါတယ်။တက်တဲ့ဖြစ် YouTube ဗီဒီယိုမှာရရှိထားတဲ့အမှတ်တမ်းဓာတ်ပုံတွေချက်တွင်းပေါ်ပြပေးထားပါတယ်။မြို့ဝကျွန်တော်ဒေတာရေကြီးမြို့နယ်ဟာကြီးရွာအုပ်စု24စုရှိပြီးတီလာကုန်းမြို့အုပ်စုတွေက0စမ်းနဲ့ကက်ကူကြီးရွာသားကဒေါ်ရကိုဘုံခွဲဖျက်ဆီးကိုလုပ်နေကြပါတယ်။အေရော်ရီတိုင်းထဲမှာအာရခတပ်တော်နဲ့ပူပေါင်းတပ်တွေညှော်လင့်ထားသလောက်စေရည်မှန်းချက်မပြည့်မီဘူးဖြစ်နေပါသေးတယ်။ နေမြေကန်လူလူတော်တော်များများအကျန်းဖက်စစ်တပ်အားပေးဖြစ်နေတဲ့အတွက်ပူပေါင်းတပ်တွေရဲ့တပ်တီတပ်လုပ်တွေကိုနေရာအထူးကြအချိန်နဲ့တပြေးညီသတင်းပေးပို့နေတဲ့အတွက်ဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမျိုးနဲ့မကွေးတိုင်းခံကောင်းမျိုးချာကျန်တာဘက်ကိုစစ်ကောင်စီရဲ့စစ်ကြောင်းတွေရောက်လာတော့မယ်လို့မှန်းဆရပါတယ်။အမတ်ဆက်ကိုစစ်စေကိုကဲမှုဌာနချုပ်လက်အောက်ခံတပ်လမိုင်းခြေဆိုင်အမတ်တရား၆ချင်းတန်ရင်အမတ်89ချင်းမြန်တပ်မဌာနချုပ်လက်အောက်ခံတပ်တွေဖြစ်တဲ့ ဝမ်မင်းခြေဆိုင်အမတ်ရှိခြေမြန်တိုက်ရင်အင်းဟော်ခြေဆိုင်အမတ်တရတဲ့ခြေမြန်တိုက်ရင်နဲ့နယ်မြေကန်တက်ဖြစ်တဲ့ကလေးခြေဆိုင်အမတ်ရှိဆက်ကူခြေလင်တိုက်ရင်တို့ရောနောရောက်ရှိနေကြတာဖြစ်ပါတယ်အဲ့လိုကိုကဲမှုမတူညီတဲ့လက်အောက်ခံတပ်တွေကိုအခုလိုစုဖွဲ့လိုက်တဲ့ဆိုရင်ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်စစ်ဆင်လို့အရန်ကောင်းပါလေမကြခင်အချိန်တွင်စစ်ကြောင်းလိုက်ဖြည်းလက်နှချသတင်းတွေကြားလာရတော့မယ်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါပါခင်ဗျာ စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်